ဟေးဒုက္ခသက်ဆိုင်ရာကျမရဲ့အာမခံနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကိုသင်တို့သိထားပြီးပြီလားအဲ့ဒီအကြောင်းမပြောခင်မှာပထမဦးဆုံးအနေနဲ့ကျမရဲ့အာမခံဆိုတာဘာလဲဆိုတာကိုသင်တို့သိပါသလားအာမခံဆိုတာကကိုယ်နဲ့တင်းကိုယ်တိုင်းနဲ့သင်ရဲ့မိသားစုကိုကာကွယ်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်သားစုအတွင်းမှာတော့လောကောင်းတင်ကိုယ်တိုင်းတော့လောကောင်းအခြေအနေပြောင်းလဲတစ်ခု accident တစ်ခုဖြစ်တဲ့အခါမျိုးမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့စေကူတာမှုစီကုန်ကြတာမျိုးတွေရှိလာတဲ့အခါမှာ ဒီပေးဆောင်ဖို့ရအတွက်ကျမရဲ့အတ္တအမခံကအများကြီးအရေးကြီးတာဖြစ်ပါတယ်။ဒုက္ခသည်ဆိုင်ရာကျမရဲ့အတ္တအမခံဆိုတာကနှစ်တစ်နှစ်တွင်မှငွေကြေးအနည်းငယ်ပေးရုံနဲ့ကိုယ်စီရုံတက်တဲ့အခါမှတော့လကောင်းမျော်လင့်တဲ့တစုံတစ်ခုဖြစ်လာတဲ့အခါမှတော့လကောင်း ဒီကြာတဲ့ငွေတွေကိုကျမရဲ့အာမခံကုမ္ပဏီကနေပြီးတော့ပေးဆောင်သွားမှာဖြစ်ပါတယ်။ဒီကျမရဲ့တက်အာမခံကဘာအတွက်ကောင်းလဲဆိုလို့ရှိရင်ကိုကပေးเสียရှိတဲ့အဒီပေါ့နော်အစပေါင်းများစွာပေးရမယ့်နေရာမှာကျမရဲ့တက်အာမခံဝယ်ထားခြင်းအပြင်အငွေကြေးအမြောက်များမကုန်ကြတော့ဘဲနဲ့အနည်းငယ်သာကုန်ကြမှာဖြစ်ပါတယ်။ ဒုက္ခသစ္စာရဒီကျမရဲ့အတ္တအမခန်ကဘာတွေကိုကိုညီပေးလဲဘာပွဲပေးလဲဆိုရင်ကိုကဒီ accident တစ်ခုခုကြောင့်ဈေးရုံတက်ရတဲ့အခါတော့လကောက်ဒီနောက်တစ်ခုကဖွဲ့စည်းခန်းဝင်ဖို့အတွက်လိုအပ်တဲ့အခါမျိုးတွေတော့လကောက်ပါတော့ဒီလိုမျိုးငွေကြေးကုန်ကြများတဲ့အရာမျိုးတွေမှာဒီအာကျမရဲ့အတ္တအမခန်ကုမ္ပဏီကနေပ ယ်ပေးသွားမှာဖြစ်စီပေးသွားမှာဖြစ်ပါတယ်အတွက်ကြောင့်ဆေးရုံတက်တဲ့အခါမှာကိုလိုအပ်တဲ့ကျန်းမာရေးနဲ့ပတ်သက်ရတော့လကောင်ခွဲစိတ်မှုနဲ့ပတ်သက်ရတော့လကောင်ကုန်ကြတဲ့ကုန်ကြစိတ်တွေအကုန်လုံးကိုဒီဒုက္ခတဲ့ဆိုင်ရာအာကျန်းမာရေးအတအမှခံကုမ္ပဏီကနေပြီးတော့တင်ဝယ်ထားလို့ရှိရင်သူတို့ကနေပြန်လေပြီးတော့အာဖြစ်စီပေးပြီးလှုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ် ဥပမာထီတလက်ရှိတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ကျမတို့ထီတလက်သဘောထူးတလက်ကိုရှိတဲ့ပုံစံမျိုးသဘောထားလို့ရပါတယ်အဲ့ဒါပါလဲဆိုတော့ကိုကကျမတို့ကရာသီဥတုအပြောင်းလဲမှာမိုးရွာတဲ့အခါကျမှထီးဝဲတာမျိုးမဟုတ်ဘဲနဲ့အငြင်းတန်းထီတလက်ဆောင်ထားတဲ့ခြင်းအပြင်မိုးရွာတဲ့ဖြစ်စေနေပူတည်ပဲဖြစ်စေဒီလိုထီးရှိတဲ့အခါမှာကိုကိုအကာအဝယ်ပေးနိုင်မှာဖြစ်ပါတယ်ထို့နည်း၎င်းပဲဒီ အာကျမရဲ့အသက်အာမခံကလည်းကိုဗစ်နဲ့ပဲချိန်မှာဘလို့ကျမရဲ့အခြေအနေနဲ့ကြုံတွေ့ရမလဲဘလို့အနေထားတွေအပြောင်းလဲတွေနဲ့ကြုံတွေ့ရမလဲဆိုတာမသိတဲ့အတွက်ကြောင့်ကျမတို့အနေနဲ့ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ဒီကျမရဲ့အသက်အာမခံကိုဝယ်ထားသင့်ပါတယ်လို့ထင်ပါတယ်။နောက်ကပြောခဲ့သလိုပဲဒီကျမရဲ့အသက်အာမခံဆိုတာက ကိုကဒီအာထီးတစ်ချောင်းကိုဝယ်လိုက်ပြီးတော့ဒေလာများအကြမှာကိုကဒီထီးကိုပေါ့နော်ကိုစီမှာတင်ဆက်ထားတယ်အဲ့ဒီအရာပေါ်မှာမှမိုးမြွာလို့ကိုကမတုံးချင်တော့ဘူးဆိုပြီးတော့ကိုဝယ်လာတဲ့ဆိုင်ကိုသွားပြီးပြန်အပ်လို့မရတယ်လို့ပဲကိုဘက်ကတည်းလည်းဒီလိုမျိုးအာကျမရဲ့အတအမခံကိုဝယ်ပြီးတော့ပြန်ရောင်းတာမျိုးပြန်ပေးတာမျိုးတော့လုပ်လို့မရပါဘူး အဲ့ကြောင့်ကျမအနေနဲ့တော့ကိုယ့်ရဲ့အဲမိသားစုဝင်တွေရောကိုကိုယ်တိုင်အတွက်ကောကျမရဲ့အသားအမခံကိုအဝယ်ထားပြီးပြီဖြစ်ပါတယ်။တင်ကိုယ်တိုင်ရောဝယ်ပြီးပြီလား။